မင်္ဂလာပါလို့ကျွန်တော်တို့ရဲ့မြန်မာ Telechu Channel ကနေပြန်လည်ကြိုဆိုနှုတ်ခွန်းဆက်တာလိုက်ပါတယ်မြန်မာပြည်သူပေါင်းငလင်တန်းကိုခန်းစားနေရတဲ့သတင်းတွေကိုကြားသိရတဲ့အတွက်လည်းကျွန်တော်တို့မြန်မာ Telechu Channel ကအထူးပဲထပ်တူထပ်မြ1နဲ့စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့ငလင်တန်းကြောင့်သိဆုံးသွားသူတွေဒဏ်ရာရသူတွေအိုးရင်ပျက်စီးသွားသူတွေဘဝအခြေပျက်စီးခဲ့ရသူတွေနဲ့ထပ်တူထပ်မြအတူရှိနေကြောင်းဝမ်းနဲ့နေပါကြောင်းကျွန်တော်တို့ဥစွာပြောလိုပါတယ်မြန်မာပြည်သူများလူလုံးကပ်ပြီးတဘာဝကပ်ပြီးနဲ့ ဘေးအန္တရာယ်မျိုးမျိုးကနေအ мян ဆုံးကြော်လွားတက်တာနိုင်ခွင့်ရပါစေကြောင်းလဲဆန္ဒမွန်ပြုအပ်ပါတယ်။ယင်းနေ့ကျမှတော့ကျွန်တော်တို့တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့အကြောင်းအရာကတော့ထိုင်ဝမ်ကိုတရုတ်နိုင်ငံကကျူးကျော်လာရင်ထိုင်ဝမ်ဘက်ကနေအမေရိကန်စစ်ကူလာမလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြီးရရင်အင်္ဂါနေ့ကသတင်းတပုတ်တစ်ခုတက်လာပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံကသူလုံနေကြတိုင်းဒီထိုင်ဝမ်ကျွန်းရဲ့ပတ်ပတ်လည်မှာထိုင်ဝမ်ကျွန်းကိုဝန်းရံပြီးတော့ ပြစ်တပြက်စည်ရေးလင်းချင်းမှုတစ်ခုကိုလောက်ဆောင်နေတယ်လို့ပြောပါတယ်ဒါတစ်ဖက်ကကြည့်ရင်လည်းဒီလိုစည်ရေးလင်းချင်းမှုကိုဘန်းပြပြီးတော့တရုတ်ဒီထိုင်ဝမ်ကိုဝိုင်းရံပိတ်ဆို့တဲ့သဘောမျိုးတရုတ်ကလုပ်နေရှိပါတယ်အခုဒီတစ်ခါမှလည်းကြိုတင်ပြင်ညာထားတာမျိုးမရှိဘဲနဲ့ရုပ်ရည်ကြီးထိုင်ဝမ်ကျောင်းရဲ့ပတ်ပတ်လည်မှာတရုတ်စစ်သင်္ဘောတွေတရုတ်စစ်လေရင်တွေပေါ်လာပြီးတော့ကြည်စစ်နဲ့စည်ရေးလေးချင်းမှုတွေလုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အခါမှာဒါကမ္ဘာနိုင်ငံကမ္ဘာနိုင်ငံအသီးသီးကလည်း အင်မတန်စိုးရိမ်နေကြပါတယ်။ဘာကြောင့်လဲဆိုတော့အခုတရုတ်ရဲ့ဒီလက်တပြည့်စည်ရေးလေးချင်းမှုဟာဒီ Indo-Pacific ဒေသနိုင်ငံတွေကို American ကာကွယ်ရေးဝန်ကြီးတဲ့ Hexet လာရောက်ပြီးတော့ဒီ Indo-Pacific ဒေသမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုတံပြန်ဖို့အတွက်ဒေသတွင်းနိုင်ငံတွေဘက်ကနေမဟာမိတ်တွေဘက်ကနေ American ကခိုင်ခိုင်မာမာဆက်ပြီးတော့အချိန်မြင့်ကူညီသွားမယ်အတူရက်တည်သွားမယ်ဆိုတဲ့သတင်းစကားကိုပေးပြီးတဲ့နောက်မှာဒီစည်ရေးလေးချင်းမှုဟာရုတ်တရက်ကြိုတင်ကြင်ညာခြင်းမရှိဘဲနဲ့ပေါ်ပေါက်လာတာဖြစ်ပါတယ်ဒါကလည်းတစ်ချက်ပါ နောက်တစ်ချက်ကဘာလဲဆိုတော့ပြီးခဲ့တဲ့ပတ်ထဲမှာဒီကာကွယ်ရေးဝန်ကြီးဟက်ဆက်ရဲ့ခီးစင်မတိုင်ခင်တရုတ်ကဒီထိုင်ဝမ်ရေလက်ကြားနဲ့ညနေချင်းဆိုင်ရဲ့သူ့ရဲ့ဖူချန်ပီနဲ့ဒီချန်ရှန်ဒေတာတရုတ်တောင်ပိုင်းရေတပ်ဌာနချုပ်အနီးမှာဒီကျူးကျော်ရေးလှေကြီးလို့ခေါ်တဲ့ကရုဇက်ဂျီ3ခုကိုဒါသူတို့ဒီဗီဒီယိုတစ်ခုကနေကဘာကိုထုတ်ပြခဲ့ပါတယ်ပြီးတော့သူတို့ရဲ့ဒီပင်လယ်ရေအောက်ကေဘယ်ကတ်တာလို့ခေါ်တဲ့ပင်လယ် အောက်ကကေဘယ်ဆက်ကြောင်းတွေကိုဖြတ်တဲ့နှီးပညာအကြောင်းကိုလည်းကဘာကိုလိောက်ပေါက်ထားစီခဲ့ပါတယ်။ဆိုတော့ဒီအချက်လက်တွေအကြောင်းအခုရုတ်တရက်ကြိုတင်မကြေညာဘဲနဲ့စစ်ရေးလေ့ကျင့်လာတဲ့အတွက်တရုတ်နိုင်ငံကဒီထိုင်ဝမ်ကိုသူတို့ပြောထားရင်2022ခုနှစ်မတိုင်ခင်မှာပဲအလစ်အငိုက်ရယူဖို့အတွက်ဝင်ပြီးကျူးကျော်တော့မလားဝင်ပြီးတိုက်ခိုက်တော့မလားဆိုတော့စိုးရင်ပုံပန်မှုတွေကမ္ဘာပြည်သူတွေကြားမှာရှိနေပါတယ်။တကယ်လဲဒါကစိုးရင်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ တရုတ်ရေတပ်ကဒီထိုင်ဝမ်ကျွန်းကိုပတ်ပတ်လည်ဝိုင်းရံပိတ်ဆို့ပြီးတော့စစ်ရေးလေ့ကျင့်တာဖြစ်တဲ့အတွက်စစ်ရေးလေ့ကျင့်နေရင်းနဲ့ကမှနောက်တဆင့်ကိုပြောင်းပြီးတော့ထိုင်ဝမ်ကျွန်းကိုကန့်တက်တိုက်ခိုက်တဲ့ကျူးကျော်ဆင့်မျိုးရုတ်တရက်ပြောင်းလဲသွားနိုင်လို့ပဲဖြစ်ပါတယ်။ဆိုတော့ဒီလိုဖြစ်မျိုးကိုကျွန်တော်တို့ဒီယူကရိန်းနိုင်ငံကိုယူရာရုရှားယူကရိန်းနိုင်ငံကိုရုရှားကဝင်ရောက်တိုက်ခိုက်တဲ့အချိန်တုန်းကလည်းတွေ့ခဲ့ရပါတယ်။ရုရှားကဒီတိုင်းပလိန်ကြီးဒီတိုင်းပလိန်ကြီးဝင်တိုက်ခဲ့တာမဟုတ်ပါဘူး။ဒီ ယူကရိန်းရဲ့နယ်စပ်တောက်လျှောက်မှာအင်အားပေါင်း2သိန်းကျော်ကိုချပြီးတော့စစ်ရေးလေ့ကျင့်တယ်လို့ပထမဆုံးပြောခဲ့တယ်။ဆိုတော့မကြခင်မှာပဲအဲ့ဒီစစ်ရေးလေ့ကျင့်မှုဟာတကယ်ကျူးကျော်စစ်ဖြစ်ပြောင်းလဲသွားခဲ့တာကိုကျွန်တော်တွေ့ခဲ့ရပါတယ်။နောက်ထပ်အများသိချင်နေတဲ့မေးခွန်းကလည်းဒီယူကရိန်းကိစ္စမှာအမေရိကန်ပြည်တွင်းရေးပြောင်းလဲမှုနဲ့တူအစ်တတက်လာတဲ့သမ္မတဒေါ်နယ်ထရမ့်ကအမေရိကန်ရဲ့မူဝါဒတွေအများစုကိုတောင်းပြန်လမ်းဖြစ်ခဲ့ပါတယ်။ကမ္ဘာအရေးခင်အများစုကနေအမေရိကန်ဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့ policy မူဝါဒမျိုးကို American သမ္မတ Trump ကကျင့်သုံးလာခဲ့ပြီးတော့ Ukraine မှာလည်း Ukraine ကို American ကစွန့်ပစ်တဲ့အနေအထားမျိုးတရက်ထိပေါ်ပေါက်လာခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင် NATO နဲ့ဥရောပရဲ့လုံခြုံရေးအတွက်ကိုလည်း American ကအရင်ကအာမခံပြီးထားရာကနေအခုခါမှာဒါကိုလုံးဝလစ်လျူရှုမျက်ကွယ်ပြုလာတဲ့အနေအထားမျိုးကိုတွေ့နေရပါတယ်။အဲ့တော့ဒီ Taiwan နဲ့ပတ်သက်တဲ့ American ရဲ့ရည်တည်ချက်ဟာကာလကြာရှည်တောက်လျှောက်ဒီဇိုင်းမမက်ထားခဲ့တဲ့မူဝါဒကဘာလဲဆိုရင် Taiwan ကို American လာရောက်ကူညီမယ်။ Taiwan ရဲ့ ုံချုံရေးကိုအမေရိကန်ကအာမခံတယ်ဆိုရက်ယက်တီချက်မျိုးဖြစ်ပါတယ်။ဆိုတော့ဒီလိုယက်တီချက်မျိုးရှိထားပေမဲ့လည်းအခုကမ္ဘာအရေးကြီးနေမှာအထူးသဖြင့် Ukraine, NATO, ဥရောပနဲ့ပတ်သက်တဲ့အမေရိကန်ရဲ့မူဝါဒသဘောထားတွေဟာရုပ်ချီးပြောင်းလဲသွားတဲ့အတွက်ဒီထိုင်ဝမ်ကိစ္စမှာရောတကယ်တရုတ်နိုင်ငံကထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်လာခဲ့ရင်အမေရိကန်ကတကယ်စစ်ကူလာမှာလားဝင်ရောက်တိုက်ခိုက်ပြီးမှာလားအမေရိကန်တပ်သားတွေထိုင်ဝမ်ကျွန်းမှာဝင်ရောက်တိုက်ခိုက်မှာလားဆိုတဲ့မေးခွန်းဟာနံပါတ်1နေရာမှာရှိနေပါတယ် ီကိစ္စအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့ထိုင်ဝမ်ကတရုတ်နိုင်ငံရဲ့ကျူးကျော်စစ်နဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုအမျိုးမျိုးကို American နဲ့တကွာမဟာမိတ်တွေရဲ့အင်အားကိုရယူပြီးတော့ပြင်ဆင်မှုတွေဘက်ပေါင်းစုံကလှုပ်ထားနေပေမဲ့လည်းအင်အားချင်းနိုင်ရှင်မယ်ဆိုရင်ထိုင်ဝမ်ကျွန်းဟာတရုတ်နိုင်ငံရဲ့ကျူးကျော်မှုကိုတကယ်တမ်းအလုံးစုံစစ်ဖြစ်လာခဲ့ရင်သူတယောက်တည်းမခံနိုင်စွမ်းရှိမှာမဟုတ်လို့ပဲဖြစ်ပါတယ်။အဲဒီတော့ American ရဲ့ပအဝင်ကူညီမှုဝင်ရောက်တိုက်ခိုက်ပေးမှုဟာအင်မတန်မှပဲအရေးကြီးပါတယ်။ဆိုတော့အခုဒီဗီဒီယိုမှာကျွန်တော်တို့ ဒီတရုတ်နိုင်ငံရဲ့ကျူးကျော်စစ်ကိုထိုင်ဝမ်ကတုံးလာနိုင်မလားတရုတ်နိုင်ငံကတကယ်ကျူးကျော်နိုင်မလားဆိုရင်မေးခွန်းကိုမဖြေခင်မှာဒီမေးခွန်းကိုအရင်ဆုံးကျွန်တော်တို့ဖြေကြရမှာဖြစ်ပါတယ်ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ထိုင်ဝမ်ဘက်ကနေအမေရိကန်ကစစ်ကူလာကိုလာရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့ပြောပြပါမယ်ဘာကြောင့်အမေရိကန်ကထိုင်ဝမ်ကိုကာကွယ်ဖို့လိုတာလဲထိုင်ဝမ်ဘက်ကနေအမေရိကန်ကဝင်တိုက်ပေးဖို့လိုတာလဲတရုတ်ရဲ့ကျူးကျော် မှုတရုတ်ရဲ့တိမ့်ပိုက်မှုအောက်ကိုထိုင်ဝမ်ကထိုင်ဝမ်ဘာကြောင့်အမေရိကန်ကအပမခံနိုင်ရတာလဲဆိုတာကိုပြောရမယ်ဆိုရင်ထိုင်ဝမ်ရဲ့ geo politics လို့ခေါ်တဲ့ပထဝီဝင်နိုင်ငံရဲ့အနေအထားကစကားပြောပါတယ်ထိုင်ဝမ်ကျွန်းရဲ့တည်နေရာကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာထိုင်ဝမ်ကျွန်းဟာတရုတ်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုဂျာမန်ခြားထားတဲ့ Pacific သပုတ်တရားထဲကအမေရိကန်ပြည်ထွက်ရှေ့တန်းအကြဆုံးခံစစ်နေရာဖြစ်ပါတယ်ကျွန်တော်တို့မြေပုံကိုကြည့်လိုက်မယ်ဆိုရင်ဂျပန်နိုင်ငံမြောက်ပိုင်းကနေ ဟိုးဘက်ဖိလစ်ပိုင်နိုင်ငံအော်စတြေးလျတောင်ပိုင်းထိကျွန်းတန်းရှည်ကြီးတခုကိုကျွန်တော်တို့တွေ့ရပါတယ်။အဲ့ဒီကျွန်းတန်းဒေဟာအမေရိကန်ပြည်ထောင်စုရဲ့ Pacific ဒေသတွင်းမှာရှေ့တန်းအကျဆုံးခံစစ်စစ်ကြောင်းကြီးနဲ့ဖြစ်ပါတယ်။အဲ့ဒီခံစစ်စစ်ကြောင်းရဲ့ရှေ့ဆုံးမှာမှထိုင်ဝမ်ဟာရှိနေတဲ့အတွက်ဒါဟာအမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေး Pacific သမုဒ္ဒရာတစ်ခုလုံးရဲ့လုံခြုံရေးအတွက်ရှေ့တန်းအကျဆုံးအမေရိကန်ရဲ့ခံခံတပ်စခန်းခြေကုပ်စခန်းတို့ပြောရင်မမှားပါဘူး။ ီးတော့နောက်ထပ်အရေးကြီးတာကဘာလဲဆိုတော့ဒီကဘာကြီးရဲ့ရှေ့ချမ်းအနောက်ချမ်းကဘာကြီးရဲ့တောင်ချမ်းဒီဒီရေပြင်တွေရဲ့ရေချောင်းသွားလာမှုစုံချက်ဟာတိထိုင်ဝမ်ထိုင်ဝမ်နိုင်ငံရဲ့မြောက်ပိုင်းကက်ရက်မှာရှိတဲ့ဒီပင်လယ်ပြင်မှာတည်ရှိနေတာဖြစ်ပါတယ်ဆိုတော့ထိုင်ဝမ်ရဲ့မြောက်ပိုင်းမှာဒီရေချောင်းဥတ္တဟိုဝင်ထွက်တဲ့လမ်းကြောင်း၃ခုရှိပါတယ်အဲ့၃ခုကအခုနောက်ကျွန်တော်တို့ပြောတဲ့ကမ္ဘာရှေ့ချမ်းအနောက်ချမ်းကမ္ဘာတောင်ချမ်းကရေချောင်းသွားလာမှုအလုံးကို ချုပ်ထားတဲ့လမ်းစုံလမ်းကွာဖြစ်ပါတယ်ဆိုတော့ထိုင်ဝမ်သာတရုတ်ရဲ့လက်ထဲကျသွားရဆိုရင်အဲ့ဒီဒီ intersection လမ်းစုံလမ်းကွာလို့ခေါ်တဲ့ရေချောင်းသွားလာမှုဟာလေတရုတ်ရဲ့ထိမ့်ချုပ်မှုအောက်ကိုလုံလုံရောက်ရှိသွားမှာဖြစ်ပါတယ်ဒီတော့ထိုင်ဝမ်သာတရုတ်လက်ထဲကျသွားတယ်ဆိုရင်အရှိတောင်အာရှဒေသကိုကမ္ဘာအရှိချမ်းအမေရိကန်ပြည်ထောင်စုကဖြစ်စီကမ္ဘာမြောက်ချမ်းတောင်ကိုရီးယားကဖြစ်စီဂျပန်နိုင်ငံကဖြစ်စီရေလမ်းကြောင်းနဲ့သွားတဲ့လမ်းကြောင်းဟာလုံးဝ ပိတ်ဆို့သွားမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီတောင်တရုတ်ပင်လယ်အာဆီယံဒေသနဲ့အနီးမှာရှိတဲ့တောင်တရုတ်ပင်လယ်မှာတရုတ်နိုင်ငံဟာဒီဒီဘယ်လိုပြောမလဲဒီလူလုံကျွန်းနေနဲ့စစ်ခြေဆိုင်စကန်တခုကိုခြေခုပ်ရယူနေတာရှိပါတယ်။ဆိုတော့အဲ့ဒီရဲ့ take gate ပေါက်တဲ့တဲမှာထိုင်ဝမ်ကျွန်းဟာတရှိတာဖြစ်ပါတယ်။ဒါတော့ဒီတော့ထိုင်ဝမ်သာတရုတ်လက်ထဲပါသွားမယ်ဆိုရင်အာဆီယံဒေသတွင်းကိုဝင်ရောက်နိုင်တဲ့လမ်းဟာလည်းလုံးဝပိတ်ဆို့တာစီပီးသားဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ထိုင်ဝမ်ဟာအခုနကျွန်တော်တို့ပြောတဲ့ဒီ Pacific သမုဒ္ဒရာတွင်းကအမေရိကန်ရဲ့ရှေ့လမ်းခံစစ်ကြောင်းကြီးမြောက်ဘက်မှာဆိုရင်ဂျပန်ကျွန်းစုတွေဂျပန်အိုကီနာဝါတို့အဲ့ဒီမှာအခြေချထားတဲ့အမေရိကန်စစ်စခန်းတွေရှိပြီးတော့ဒီသမုဒ္ဒရာရဲ့တောင်ပိုင်းမှာဆိုရင်ဖိလစ်ပိုင်ကျွန်းစွေတွေဖိလစ်ပိုင်ကျွန်းတွေနဲ့တကွာအော်စတြေးလျဆိုရဲ့ဒီအမေရိကန်ရဲ့အတိတ်ကကျတဲ့ခံစစ်ကြောင်းတွေရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ထိုင်ဝမ်သာတရုတ်ကတင်သွားမယ်ဆိုရင်အဲ့ဒီခံစစ်ကြောင်းကြီးရဲ့ခလဲကို အလဲကနေရိုက်ချိုးပြတဲ့ပုံစံဖြစ်ပြီးတော့အမေရိကန်ရဲ့ခံစစ်ပုံစံဟာလုံးဝပျက်စီးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ထိုင်ဝမ်ကိုတရုတ်ရဲ့လက်ထဲအမေရိကန်ကလုံးဝအပါပခံလို့မဖြစ်ပါဘူး။ဒါကြောင့်တကယ်လို့တရုတ်ကထိုင်ဝမ်ကိုဝင်ကျူးကျော်တယ်ဆိုရင်အမေရိကန်ကရှိရှိသမျှအင်အားနဲ့ဝင်ရောက်စစ်ကူပေးပြီးတော့တိုက်ခိုက်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအရန်ရေးကြီးတဲ့အမေရိကန်ကထိုင်ဝမ်ကိုဘက်ကနေဝင်ရောက်စစ်ကူတိုက်ခိုက်ပေးကိုပေးရမယ်ဆိုရဲ့အဖြေကိုကျွန်တော်တို့ပြောပြခဲ့ပြီဖြစ်ပါတယ်။ ဒါဆိုရင်နောက်ထပ်နောက်အပိုင်းတွေရောဒီဒီလို scenario ဒီလိုအခြေအနေမျိုးကိုတရုတ်နိုင်ငံကလည်းတွက်ချက်တွက်ဆထားမှာပဲဖြစ်ပါတယ်။ဒီတော့တရုတ်နိုင်ငံကရောထိုင်ဝမ်ကိုတကယ်ကျူးကျော်နိုင်တဲ့အင်အားမျိုးရှိသလား။ထိုင်ဝမ်မှာရောတရုတ်ရဲ့ကျူးကျော်မှုကိုတွန်းလှန်နေတဲ့အင်အားရှိသလားဆိုတာကိုသုံးသပ်တင်ပြသွားမှာပဲ။တကယ်တမ်းကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်ထိုင်ဝမ်ကျွန်းလို့ကျွန်းကျွန်းစု ်တက်တက်လေးဖြစ်ပေမဲ့ဒီကျုံးကိုတိုက်ခိုက်မယ်ဆိုရင်အဲ့ဒီဝင်ရောက်တိုက်ခိုက်မဲ့နိုင်ငံဟာကြီးရေလေပူပေါင်းစစ်စင်ရေးလောက်ရမဲ့ကန့်တက်တိုက်ခိုက်ရမဲ့စစ်စင်ရေးကြီးတခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဒုတိယကမ္ဘာစစ်ကိုဒီကန့်တက်စစ်စင်ရေးတွေရဲ့သဘောတရားကိုပြန်ကြည့်တဲ့အခါမှာဒီလိုမျိုးကြီးနေရေပူပေါင်းပြီးတော့အင်အားသိမ်းချီတုံးပြီးတိုက်ခိုက်ရမယ့်စစ်ပွဲမျိုးကိုတော်ယုံတန်ယုံအင်အားကြီးနိုင်ငံတခုကတော့မလုပ်ရဲပါဘူးကျွန်တော်တို့တပိုင်းကိုပြန်ကြည့်တဲ့အခါမှာဒုတိယကမ္ဘာစစ်ကာလတုန်းကနာဇီဂျာမနီကဥရောပတိုက်တခုလုံးကို ိုင်ပိုက်ခဲ့ပါတယ်။အဲ့ဒီခါမှာဗြိတိန်ကျွန်းတစ်ကျွန်းပဲကြံခဲ့တာ။ကြံခဲ့ပါတယ်။ဆိုတော့လက်ကျန်မဟာမိတ်အင်္ဂလိပ်နဲ့ဒီပြင်သစ်တပ်ကျွန်းတချို့တွေကဒီအမေရိကန်နဲ့ပူးပေါင်းပြီးတော့ဒီနော်မန်ဒီကနေကန်တာတိုက်ခိုက်ဖို့စီစဉ်ခဲ့ကြတယ်။အဲ့ဒီကာလတုန်းကကမ္ဘာမှာအင်အားအကြီးဆုံးလူလူလက်နက်အင်အားရှမ်ပင်ဆုံးဖြစ်တဲ့အမေရိကန်ပြည်ထောင်စုတောင်မှဒီနော်မန်ဒီကန်တာတိုက်ခိုက်မှုကိုတကယ်တမ်းလုပ်ဖို့သူတို့မှာယုံကြည်မှုက90မှ90ပဲရှိခဲ့တာဖြစ်ပါတယ်။ဆိုတော့တကယ်တမ်းတိုက်ခိုက်တဲ့အချိန်မှလည်း ဟိုအင်အားကအလုံးတော့မရှိခဲ့တာတချမ်းပြီးရန်သူဂျာမနီတွေကမဟာမိတ်တပ်ပေါင်းစုကိုတိတ်ပြီးအထင်ကြီးလွန်းခဲ့တာအဲ့ဒါတွေပေါင်းဆက်သွားပြီးတော့နော်မန်ဒီကန်တက်တိုက်ခိုက်မှုဟာအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်တကယ်တမ်းလက်တွေ့မှာလက်တွေ့မြေပြင်မှာတိုက်ပွဲဝင်တဲ့စစ်တပ်ကြီးတွေစစ်ဗိုလ်ချုပ်ကြီးတွေကတော်တော်လေးကိုယုံကြည်မှုအားနည်းခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးထိုင်ဝမ်ကျွန်းကိုတရုတ်နိုင်ငံကကျူးကျော်တိုက်ခိုက်ဖို့ဆိုတာ ောက်ယုံတန်ယုံအခြေအနေမျိုးနဲ့လည်းမရပါဘူးတကယ်လို့ထိုင်ဝမ်ကျွန်းကိုတိုက်မယ်ဆိုရင်ရှစ်ရှစ်စစ်မြအင်အားကိုပုံအောပြီးတော့တိုက်ခိုက်ရမှာဖြစ်တဲ့အတွက်တကယ်လို့မအောင်မြင်ခဲ့ရင်နိုင်ငံရေးအရာရောစစ်ရေးအရာပါတရုတ်နိုင်ငံကိုရိုက်ချိုးဖြစ်မဲ့စစ်ပွဲကြီးလည်းဖြစ်မှာပါအဲ့ဒီတော့ထိုင်ဝမ်ကျွန်းကိုတရုတ်နိုင်ငံကတိုက်ခိုက်မယ်ဆိုတော့ညာလဲလည်းလည်းကူကူနဲ့ဖြစ်ပေါ်နိုင်မှာမဟုတ်ပါဘူးအမေရိကန်ကထိုင်ဝမ်ဘက်ကနေဝင်တိုက်ပြီးမှဖြစ်တဲ့အတွက်အခုဒီလက်ရှိဒီထိုင်ဝမ်ထိုင်ဝမ်ကျွန်းကို ထိုင်ဝမ်ကျွန်းကပြည်မနဲ့တီးခြားခွဲပြီးရပ်တည်တဲ့အချိန်ကစလို့ထိုင်ဝမ်ကျွန်းရဲ့လုံခြုံရေးနဲ့ဒီ Pacific ဒေသရဲ့လုံခြုံရေးကိုအမေရိကန်အမတ်ခွနစ်ရေတက်တော်ကတာဝန်ယူပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီထိုင်ဝမ်ရေလက်ကြားကိုတရုတ်စစ်သင်္ဘောတွေကလွယ်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 ကူကူဖြတ်ကျော်ဝင်ရမှာမဟုတ်ပါဘူးအခုလက်ရှိအနေအထားမှာဝိုင်းရံပိတ်ဆို့ပြီးတော့စစ်ရေးလေ့ကျင့်တဲ့ရုတ်တရက်ကျူးကျော်စစ်ကိုပြောင်းမယ်ဆိုရင်တော့မှဒီကျွန်းရဲ့ပတ်ပတ်လယ်မှာတရုတ်ရေတက်နီးတူအမေရိကန်အမတ်ခွနစ်ရေတက်တော်ဟာလည်း ယုံချုံရေးအပြည့်နဲ့အသည့်အနေထားနဲ့စောင့်ကြည့်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီဟဲရန်စစ်ပွဲစပြီဆိုရင်တရုတ်ရေတပ်ကအရင်ဆုံးရင်ဆိုင်ရမှာကအမေရိကန်အမှတ်9ရေတပ်တော်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ပြီးတော့နောက်ထပ်ဘယ်သူတွေရှိသေးလဲဆိုရင်အမေရိကန်ရဲ့မဟာမိတ်ပြင်သစ်တို့ဂျာမနီတို့ကလည်းဒီထိုင်ဝမ်ရေလက်ကြားထဲမှာစစ်သင်္ဘောတွေဖြတ်သင်္ဘောတွေ free gate တွေဆေးလုထားတာရှိပါတယ်။ဆိုတော့ထိုင်ဝမ်ကိုတိုက်မယ်ဆိုရင်တရုတ်နိုင်ငံဟာအမေရိကန်တနိုင်ငံတဲ့ထိုင်ဝမ်တနိုင်ငံတဲ့ကို တိုက်တာမဟုတ်ဘဲနဲ့အမေရိကန်ကိုရောပြီးတော့အဲ့ထိုင်ဝမ်ရေလက်ကြားကိုလုံခြုံရေးပေးနေတဲ့ဒီဂျာမနီတို့ပြင်သစ်တို့အနောက်ဥရောပနိုင်ငံတွေကိုပါတိုက်ရိုက်စစ်ရေးရစိန်ခေါ်ရဲစိန်ခေါ်ရကြမှာဖြစ်ပါတယ်။ဒါကြောင့်တရုတ်အနေနဲ့လွယ်လွယ်ကူကူနဲ့ထိုင်ဝမ်ရေလက်ကြားကိုဖျက်သားနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ဒါလေးတစ်ချက်ပါ။နောက်တစ်ချက်ကကြတော့ဂျပန်နိုင်ငံဖြစ်ပါတယ်။ထိုင်ဝမ်မှာသာတရုတ်ကျူးကျော်စစ်စပြီဆိုရင်အဲ့ဒီကတိုက်ပွဲတွေကို စစ်ကူလာဖို့အတွက်အနည်းဆုံးကအမေရိကန်ရဲ့ဒေသတွင်းအခေယာကျတဲ့မဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။ဆိုတော့ဒီထိုင်ဝမ်အရေးခင်းပြီးတော့ကိုရီးယားကျွန်းဆွယ်ကအရေးခင်းတွေအတွက်ရည်ရွယ်ပြီးတော့အမေရိကန်ဟာဒီဂျပန်နိုင်ငံကအိုကီနာဝါကျွန်းလိုစစ်ခြေစိုက်စခန်းတွေမှာတပ်သားပေါင်း9000တောင်ကိုအသင့်အနေထားပြင်ဆင်ထားတာရှိပါတယ်။အဲ့ဒီမှာလူသူလက်နက်ရိတ်ခါအပြည့်စုံဖြစ်တင်းထားပြီးတော့ထိုင်ဝမ်ကျွန်းမှာတိုက်ပွဲဆပြီဆိုတာနဲ့ဒီအိုကီနာဝါကနေအမေရိကန်စစ်သားတွေနဲ့ စစ်သင်္ဘောတွေစစ်လေရင်တွေဟာချက်ချင်းထိုင်ဝမ်ကိုစစ်ကူလာမှာဖြစ်ပါတယ်။ဆိုတော့ဒီထိုင်ဝမ်ကိုဝိုင်းရံပိတ်ဆို့ထားတဲ့တရုတ်ရေတပ်ကိုဂျပန်ကနေလာတဲ့စစ်ကူကနောက်ကျောကနေဝင်ရောက်တိုက်ခိုက်မှာဖြစ်တဲ့အတွက်တရုတ်စစ်တပ်တွေကတော့တိတ်အရေးလာမယ့်အနေထားမှာမရှိပါဘူး။နောက်ထပ်အရေးကြီးရဲ့တစ်ချက်ကဘာလဲဆိုတော့ထိုင်ဝမ်ကိုကျူးကျော်လိုက်ပြီဆိုတာနဲ့ပထမဆုံးကျူးကျော်တဲ့24နာရီအတွင်းမှာတရုတ်နိုင်ငံဟာအမေရိကန်ရဲ့ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ယူကရိန်းအရေးတော့ကလည်းရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်တော့အမေရိကန်နဲ့အမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုကရုရှားပေါ်မှာပြင်းထန်တဲ့တန်ခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ဆိုတော့အဲ့ဒီလိုအမေရိကန်ရဲ့တန်ခတ်ပိတ်ဆို့မှုအနောက်ဥရောပရဲ့တန်ခတ်ပိတ်ဆို့မှုကြောင့်ရုရှားရဲ့ရူဘယ်ငွေကြေးဟာအစပေါင်းများစွာဝေကြေးပေါင်းပွားတန်ဖိုးထိုးကျသွားခဲ့ပြီးတော့စီးပွားရေးအကျပ်ရိုက်ခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ်။ ်ရုရှားကတော့ဒီနေရာမှာရုရှားနဲ့တရုတ်နဲ့နိုင်ရှင်လို့မြင်ရတဲ့အချက်ကရုရှားကတရုတ်ထက်ဆိုင်ရင်အမေရိကန်နဲ့ပို့ပြီးတော့နှိကမှုမရှိဘူးလို့ပဲပြောရပါမယ်။တရုတ်ကြတော့ရုရှားနဲ့ခြားနားပါတယ်။အဲ့ဒါကဘာလဲဆိုတော့တရုတ်နိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံဟာအမေရိကန်ပြည်ထောင်စုဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်ရဲ့ major trading partner ဖြစ်ပါတယ်။တရုတ်နိုင်ငံဟာသူ့ရဲ့ထုတ်ကုန်တွေ သူ့နိုင်ငံကထောက်သမျှထုတ်ကုန်အားလုံးနှီးပါကိုအမေရိကန်ကို export ဖြစ်တင်ပို့ပြီးတော့သူ့ရဲ့စီးပွားရေးရှင်သန်လေပတ်နေရတာဖြစ်ပါတယ်။အဲအားကြောင့်ဒီ trade war မှာအမေရိကန်ဘက်က sanction ချတဲ့အခါမှာတရုတ်နိုင်ငံကအထင်အားပြီးတော့အရင်ဆုံးကုန်သွယ်ရေးကိစ္စဆွေးနွေးလိုတဲ့နိုင်ငံကတရုတ်နိုင်ငံဖြစ်ခဲ့ရခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးတကယ်တမ်း sanction ချပြီးတော့အရေးယူခံရမယ်ဆိုရင်တရုတ်နိုင်ငံအနေနဲ့အရေးမလှနိုင်ပါဘူး။နောက်ထပ်ထင်ရှားတဲ့အချက်ကဘာလဲဆိုတော့ဒီ2015ခုနှစ်ဝင်းကျင်မှာ ထိုင်ဝမ်ထိုင်ဝမ်ကျွန်းကိုတရုတ်ကစစ်ရေးလေ့ကျင့်ပြီးဘလော့ဂိတ်ချခဲ့တာဝိုင်းရံပိတ်ဆို့ခဲ့တာလေးဘက်နီးပါးလောက်ဝိုင်းရံပိတ်ဆို့ခဲ့မှုပါတယ်အဲ့ဒီကာလတုန်းကလည်းအရင်ဆုံးအ Shop ပေးခဲ့ရတာကအမေရိကန်မဟုတ်ဘဲနဲ့တရုတ်နိုင်ငံသားလည်းဖြစ်ပါတယ်ဒါကြောင့်ဒီစီးပွားရေးမျက်နှာစာမှာလည်းတရုတ်အနေနဲ့အရေးမလာနိုင်ပါဘူးနောက်တစ်ချက်ထိုင်ဝမ်ကျွန်းကိုကျူးကျော်တိုက်ခိုက်ဖို့အတွက်တရုတ်နိုင်ငံကဂုံယူဝင့်ကြွားစာနဲ့ထုတ်ဖော်ပြောဆိုနေတဲ့အရာရှိပါတယ်အဲ့ဒါကတော့သူ့ရဲ့အစ်မြင့် J10 stealth jet fighter လေယာဉ်တွေပြီးတော့သူ့ရဲ့လျောင်နေတို့လိုလေယာဉ်တင်သင်းပေါ်ကြီးတွေပဲဖြစ်ပါတယ်လက်ရှိအချိန်မှာဟိုးအရင်တုန်းကတော့ဒါထိုင်ဝမ်ကျွန်းကိုတရုတ် လေယာဉ်တင်သင်းပေါ်တရုတ်ကကျူးကျော်ဖို့ဆိုတာမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့အဲတရုတ်မှာလေယာဉ်တင်သင်းပေါ်မရှိခဲ့လို့ပဲဖြစ်ပါတယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက် ပြီးတော့သွားနေသူစင်ကာပူဝန်ကြီးချုပ်ဟောင်းဒီကွမ်းယူကလည်းပြောပို့ပါတယ်နောက်တစ်ချိန်မှာတရုတ်ကလေယာဉ်တင်သင်းပေါ်မရှိလို့ဒါထိုင်ဝမ်ကိုမကျူးကျော်တာ တကယ်လို့နောက်တစ်ချိန်မှာတရုတ်ကလိန်တင်သင်းပေါ်တစ်စီးရှိလာမယ်။ပြီးတော့နောက်2စီး3စီး5စီး6စီးရှိလာရင်ရောဒီကိစ္စဘယ်လိုစဉ်းစားမလဲဖြစ်လာနိုင်လဲဆိုပြီးတော့ပြောခဲ့တာရှိပါတယ်။လက်ရှိမှာလည်းတရုတ်နိုင်ငံကအဲ့ဒီကျူးကျော်ရေးအတွက်ပဲတရုတ်စစ်လေယာဉ်တွေတရုတ်လိန်တင်သင်းပေါ်တွေကိုတိစောက်နေတာအခုလိန်တင်သင်းပေါ်ပေါင်း5စီးလောက်ထိကိုပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ဆိုတော့ဒီအရာတွေကိုတရုတ်အာဏာပိုင်တွေတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ကအကူအထားပြုပြီးတော့ စိတ်ပါရက်တလင်းလို့ခေါ်တဲ့အင်အားပြချင်းချောက်မှုတွေမကြာခဏလုပ်လို့ရှိပါတယ်။ဆိုတော့ဒီလိန်ရင်တင်သင်းမောတွေဒီစစ်လက်နက်တွေပစ္စည်းတွေဆိုတာလည်းကျွန်တော်တို့တစ်ခုသိထားမှာတရုတ်နိုင်ငံကသူကသူ့ရှိကထုတ်သမျှစစ်လက်နက်အများစုဟာအစ်စ်အဆန်းဖြစ်တော်ငားလည်းပဲတကယ်လက်တွေစစ်မြေပြင်မှာစမ်းသပ်အုံပြုခြင်းဒီစစ်လက်နက်တွေရဲ့ဒီစစ်သင်းမောတွေရဲ့လိန်ရင်တင်သင်းမောတွေရဲ့အရေးအသွေးကိုစမ်းတကယ်လက်တွေစစ်မြေပြင်မှာ တိုက်ပွဲဝင်ပြီးတော့ ဆန်သက်ဖူးခြင်းမရှိသေးပါဘူးဒါကတစ်ချက်ပါဆိုတော့ဒီထိုင်ဝမ်ကျောဟိုကျူးကျော်တိုက်ခိုက်တဲ့အချိန်မှသာဒီစစ်လင်ရင်တွေဒီလိန်တင်သင်းမောတွေဟာအာနေချက်ကြီးကြီးမားမားပေါ်ခဲ့တယ်ဆိုရင်ဒါတရုတ်နိုင်ငံအတွက်အင်မတန်မှတိန်နံကဗျူဟာမြောက်အမကြီးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ဒီလိုသာထိုင်ဝမ်ကျွန်းမှာဒီလိုအားနေချက်တာပေါ်ပေါက်ခဲ့ရဆိုရင်တရုတ်နိုင်ငံရဲ့အိမ်ကြီးချင်းနိုင်ငံတွေပေါ် dominate လွှမ်းမိုးကြီးစိုးချေလည်နိုင်မှုဟာလေ60ရာခိုင်နှုန်းနောက ကိုပျက်စီးသွားနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒါဟာတင်ငကပြူဟာအမားအထိ ဖြစ်သွားနိုင်တဲ့စစ်ပွဲလို့ကျွန်တော်တို့ပြောရခြင်းဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ထိုင်ဝမ်ကျွန်းနဲ့တရုတ်နိုင်ငံကြားကိုမိုင်းတရားကျော်ကျယ်တဲ့ရေလက်ကြားပင်လယ်ပြင်ကြီးတစ်ခုကခြားနားထားတာပဲဖြစ်ပါတယ်။ဒါကတဘာဝကထိုင်ဝမ်ကျွန်းကိုမျက်နှာသာပြေးထားတဲ့အချက်လို့လည်းပြောရင်မမနိုင်ပါဘူး။ဒါကြောင့်လဲဆိုတော့မိုင်းတရားလောက်ကျယ်တဲ့ရေပြင်ကြီးကိုဖျက်ဆီးဖို့ဆိုတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ကျုံးကို ပတ်လည်ဝိုင်းထားတဲ့စစ်ရေးလေးချင်းတွေရဲ့စစ်သင်္ဘောတွေကတိုက်ခိုက်နိုင်တဲ့ထောင်ရေရှည်မှာတရက်နှစ်ရက်နေရင်တရုတ်နိုင်ငံကုန်းမကြီးကနေဒီတိုက်ပွဲဝင်နေတဲ့တပ်တွေကိုစစ်ကူပေးဖို့တရုတ်ထောက်ပံ့ရေးကိစ္စတွေလုပ်ပေးဖို့အတွက်လိုအပ်မှာဖြစ်ပါတယ်။အဲ့ဒီအခါမှာမိုင်းတရာကျော်လောက်ကျတဲ့ပင်လယ်ပြင်ကြီးဟာတရုတ်နိုင်ငံစစ်တပ်အတွက်တပ်ကွင်းတစ်ခုလိုဖြစ်နေမှာတော့အမှန်ပါပဲ။နောက်ဆုံးအနေနဲ့ပြောပြမယ့်အချက်တစ်ချက်ကတော့ဒီထိုင်ဝမ်ကျွန်းရဲ့သဘာဝလက်ဆောင်လို့ပြောလို့ရတဲ့ တရုတ်နိုင်ငံနဲ့ထိုင်ဝမ်ကျွန်းကြားကမိုင်တရာကျော်လောက်ခြားနားထားတဲ့ရေလက်ကြားပင်လယ်ပြင်ကြီးပဲဖြစ်ပါတယ်။ဒါထိုင်ဝမ်ကိုတဘာဝတရားကစစ်စစ်သားပေးထားတဲ့အချက်ဆိုရင်လည်းကျွန်တော်တို့အဲ့လိုလည်းပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီပင်လယ်ပြင်မိုင်တရာကျော်လောက်ကျယ်ဝန်းတဲ့ပင်လယ်ပြင်ကိုဖျက်ဆီးပြီးတော့စစ်ကူလာဖို့ရိတ်ခါလူသူလက်နက်တွေပို့ဆောင်ဖို့ဆိုတာတော်ယုံနဲ့လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်တင်ကန်းစာတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် ဒီအင်္ဂလိပ်ဗြိတိန်နဲ့ပြင်သစ်ရေလက်ကြားဟာထိုင်ဝမ်ရေလက်ကြားလောက်တိတ်ပြီးတော့မချေပါဘူးဒါတော့မှအမေရိကန်လိုစူပါပါဝါအင်အားကြီးနိုင်ငံကထောက်ပံ့ပို့ဆောင်ရေးကိစ္စတွေလေကြောင်းဆုံးမမှုကိစ္စတွေတင်ပေါ်ဇက်စိတ်ခံတရားကိစ္စတွေကိုတော်တော်လေးခေါင်းစားခံပြီးတော့ဖြေရှင်းခဲ့ရတဲ့အခြေအနေရှိခဲ့ပါတယ်ဆိုတော့တရုတ်နိုင်ငံအနေနဲ့ဒီမိုင်းတရားကျော်ဝေးတဲ့ပင်လယ်ပြင်ကိုဖျက်ဆီးပြီးတော့စစ်ကူတွေလွတ်ဖို့ဝေရောက်တိုက်ခိုက်ဖို့ပြီးတော့ဒီကျုံးကိုပတ်လည် ရုံချုပ်ရေးပေးထားတဲ့မဟာမိတ်တပ်တွေကိုကြော်လွားပြီးတော့သူရဲ့ထိုးစစ်ကိုစစ်ဦးကျိုးမသွားအောင်ဆက်လက်တိုက်ခိုက်ဖို့ဆိုတာတိတ်ပြီးတော့လွယ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ဒါကြောင့်တရုတ်နိုင်ငံနေနဲ့ထိုင်ဝမ်ကျွန်းကိုကျူးကျော်ဖို့ဆိုတာစိတ်ကူးနေတော့အရင်အတွက်အင်အားကြီးမှလို့စိတ်ကူးနေတော့စဉ်းစားလို့တိတ်ကောင်းရင်ကောင်းပါလိမ့်မယ်။တကယ်တမ်းလက်တွေ့လှုပ်ဆောင်တဲ့အခါမှာတရုတ်နိုင်ငံရဲ့တိန်နကဗျူဟာမြောက်အမကြီးဖြစ်သွားပြီးတော့တရုတ်နိုင်ငံရဲ့နိုင်ငံရေးစစ်ရေးကိုပါရိုက်ချိုးပြီး နောက်ထပ်အဆိုးဆုံးအနေနဲ့တရုတ်နိုင်ငံကိုပါတရုတ်ကွန်မြူနီအစိုးရကိုပါပျော်လဲသွားစေနိုင်လောက်တဲ့စစ်ဆင်ရေးပဲဖြစ်ပါလိမ့်မယ်။တချို့တွေကထိုင်ဝမ်ကျွန်းကိုယူကရိန်းနဲ့နှိုင်းယှဉ်ပြီးတော့ကြောက်ဆုံနေကြတာလေကျွန်တော်တွေ့ရပါတယ်။ကျွန်တော်တို့နိုင်ငံရေးမှာတမိုင်းမှာနိုင်ငံရေးမှာဖြစ်ရတွေကိုပုံတူကူးချပြီးတော့တက်ထိဟော်ကင်းထုတ်ရင်တိတ်မှားသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ရေခံမြေခံအကြောင်းတရားတွေကမတူလို့ပါပဲ။ ်ယူကရိန်းလိုရုရှားနဲ့နေချင်းထိစပ်နေတဲ့နိုင်ငံတော်မှရုရှားနိုင်ငံကစတင်တိုက်ခိုက်တဲ့ချိန်မှာ48နာရီတွင်းတနိုင်ငံလုံးသူ့လက်ထဲရောက်မယ်ဆိုရက်ယုံကြည်ချက်မျိုးနဲ့တိုက်ခိုက်ခဲ့တာပါတကယ်တမ်းတိုက်ခိုက်တဲ့အခါမှာမလွယ်ကူခဲ့ပါဘူးယူကရိန်းမြို့တော် KF မြောက်ပိုင်းကိုဝေရောက်တိုက်ခိုက်တဲ့ရုရှားစစ်ကြောင်းဟာအမေရိကန်ရဲ့အမေရိကန်ကထောက်ပံ့ပေးထားတဲ့လက်နက်တချို့ကြောင့်ရှေ့ဆက်မတိုးနိုင်ဘဲနဲ့နောက်ပြန်လည်သွားခဲ့တာကိုကျွန်တော်တို့အားလုံးမှတ်မိကြပါမယ် ဒါတော့မှအမေရိကန်ပြည်ထောင်စုကယူကရိန်းကိုသူ့ကိုယ်သူခုခံကာကွယ်နိုင်အောင်ရုရှားလက်ထက်လုံးဝမကျသွားအောင်တင့်ကားဖြတ်လက်နက်တချို့နဲ့ဒီအဝေးပြစ်လက်နက်တချို့ကိုပဲထောက်ပံ့ပေးခဲ့တာပဲရှိပါသေးတယ်။အင်ပြစ်အပြစ်ကူညီခဲ့တာမဟုတ်ပါဘူး။ထိုင်ဝမ်ကျွန်းကျတော့ယူကရိန်းနဲ့လုံးဝအခြေအနေချင်းခြားနားပါတယ်။တဘာဝတရားကလည်းမိုင်းတရားကျော်လောက်ကျဲတဲ့ရေးလက်ကြကကာကွယ်ပေးထားသလိုအမေရိကန်နဲ့မဟာမိတ်တွေရဲ့နောက်ဆုံးပေါ်အစ်မြင့်လက်နက်အလုံးဟာထိုင်ဝမ်ကရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းနဲ့မတူ ယူကရိန်းနဲ့ထပ်တူပြုတ်ပြီးတော့ထိုင်ဝမ်ကိုတရုတ်ကရှော့တွက်မယ်ဆိုရင်တိုင်နဲ့ကဗျူဟာမြောက်အမကြီးကိုကျူးလွန်လိုက်တာနဲ့အတူတူပဲဖြစ်ပါလိမ့်မယ်လို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာခုလိုကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာကောင်းတွေကိုတင်ဆက်ပေးသွားမလဲဆိုတာကိုလည်းအတူစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့မြစ်တာရက်ခံပါတယ်မြန်မာပြည်သူပြည်သားများအားလုံးကိုစိတ်နှပြကျမ်းမာရွှင်လန်းလို့အန်ဒီရဲ့ရန်စွဲမျိုးမျိုးကိုကြော်လွားနိုင်ကြပါစေခင်ဗျာ